သူရဲ့လောကျော်မလဲဝါလေးပါလို့ဝါပဲနိုင်ဟာဟိုမင်းနမီးရသူကထွက်မှရအောင်ဟဲ့ခလေးဒီလေးကိုကြောက်ထားရမှာမူပြထားရမှာအဲ့လိုစိတ်ထဲမှာကြောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေအဲ့လိုဆိုခလေးတော်မများဆော်လဲဟိုအဖေမေမရှိတော့လဲသူတို့မှအဲ့ဒီလောက်အောင်ကြောက်နေမှာလဲပေါ့စိတ်ထဲမှာမချမ်းမြေဘူးအဲ့လိုမျိုးပေါ့နော်အမြဲတမ်းလိုက်ရလဲမကြည့်လဲမနေနိုင်ခိုင်ကြည့်မိကြည့်မိလို့ရှိရင်လဲကိုခလေးရလေးရဲ့ဟိုလိုတိုက်ပြီးသားဖာပြီးတာဆို တော့တော်တော်စိတ်မကောင်းစိတ်ညစ်တယ်မှန်တယ်ပြောတယ် ။ဒီရလေလို့ဝဲမဲ့လို့ပြောတာဟာလို့လည်းလောက်ချင်းငါ့ကိုချင်းပြားဆိုပြီးတော့အန်တေချာမှာရေခဲတတာဘာတုံချုပ်ယူပြီးတော့လေသူ့ရပြီးအလုံးဆွဲပြီးတော့ရိုက်ကတော့မရပါဘူးသူ့ချိန်မောင်းပြီးတော့အတိုင်းအားကြောင့်ကျွန်တော်ကအပြစ်နဲ့ချစ်တဲ့ခံစားနေရသီးလား။သမချမ်းသာကတော့ဟိုကြက်ပြရမတက်ဘူးဟာလဲဆိုတော့ဟိုကုကရိုင်းလဲခလေးဟိုတမိလေးနှစ်ယောက်မွေးထားတဲ့ခါကျတော့ ချို့ကလေးလေးဟောနော်ဟိုမိဘနဲ့ဟိုပြောရမလဲခဏထားခဲ့ဟိုမိဘမရှိဘူးခဏထားခဲ့တဲ့အချိန်မှာကလေးလေးတွေအဲ့လိုမျိုးပေါ့ဒီတိုက်ပြီးတဲ့ပါလာဆိုတော့ကို့မှလည်းတမီးလေးရှိတော့အဲ့ဒါကြီးကြည့်ကြည့်ပြီးနေ့တိုင်းနေ့တိုင်းကိုတမီးသားဆိုရင်ဆိုရဲစိတ်နဲ့အသက်ရှူလို့မဟုတ်ဘူးအဲ့မှာအမေကမကြည့်ခိုင်းအောင်ယောက်ျားလည်းမကြည့်ခိုင်းအောင်တင်းတူသားလည်းမကြည့်နေပေါ့ကလေးလေးကငေးသေးအောင်အမေလေးကဒီပြဖြစ်နိုင်လို့ရှိရင်အဲ့လိုကိုယ်တိုင်ခေါ်ကြလေဟိုတွားပြီးတော့လှုပ်ချင်တာ အဲပြီးတော့လေအဲ့လိုတွားပြီးတော့ကိုဘာတတ်နိုင်တယ်လဲကိုကိုဘက်ကပေါ့နော်ဘာလောက်ပြီးလို့ရလဲဆိုတာမျိုးပေါ့နော်ကိုရဲ့ဒီတော့တနေရာနဲ့ကိုလောက်ချင်းလောက်ခွင့်ရမယ့်အရာလေးလို့ဆိုရင်ကိုတိုင်ကိုကြက်မြေးပြီးဆင်းပြီးလောက်ပေးချင်တာဒါမဲ့ဟိုအခုမှခလေးမွေးထားတာဆိုအခွင့်မတားတော့မတွားရဘူးပေါ့နော်အဲ့တော့ကိုလိုအပ်တာ လိုအပ်တဲ့အရာလေးတွေကိုဒါကိုကဟိုလိုက်ပြီးတော့မှလူရန်ကူညီပေးနိုင်တာပဲလုပ်နိုင်တာပေါ့နော်အမတန်တော့ဆင်မချမ်းမြေစရာဖြစ်ရတယ်ဆင်မကောင်းစရာတွေတွေ့ရတာပေါ့နော်အမှန်တော့ပြောအဲ့ထင်ကဘီဘီရဲ့ကိုသားကျရဲ့ဟိုအတိမရဲ့ကအမင်းနဲ့ပေါ့နော်တကယ်မဟုတ်သွားဝင်နေတာမဟုတ်သွားဝင်နေနေဘီဘီကဒီ35ရက်ကွက်လာမှပြဆိုင်ရှိတာဦးဆိုင်ဟိုဒီတကြံသားနေတဲ့ခါကျတော့ရှင်းလင်းမယ်ပေါ့နော်အော်လုံဝင်ဆိုပြီးတော့ဆိုင်ဝင်သွားတာအဲ့ဆိုင်မှာသွားရင်းနဲ့မှဟိုအလုံးလုံးနေနေအင်းကြီးကလှုပ်သွားလှုပ်သွားတော့ဆိုင်လှုပ်သွားတော့ အမရန်ကုန်မှာကျတော့ဘီရကိုကိုအားလဲနေတယ်ရောငါအရင်ဖြစ်ထားလို့ထင်တယ်လို့တောင်းလျှောက်တယ်ကလေးကလည်းရဆုံမအိတ်တော့ကိုကိုအားလဲရတယ်ထင်လို့မူးတယ်ပဲထင်တာအကောင်ထိုင်ချလိုက်တာထိုင်ချလိုက်တော့ကိုသားကတူသမီးအကြီးမအကိုခြိထားတော့ ကိုကမီးတွေကလှုပ်လာတဲ့ခါကျတော့အာငယ်လှုပ်တာလှုပ်တာဆိုပြီးတော့မှအရှိ့ကိုပြေးထွက်ပြီးတော့ဟိုဂရီကိုလှမ်းပြီးခေါ်တာမှထွက်ခက်ထွက်ခက်ငယ်လှုပ်နေရဆိုပြီးတော့ထွက်ခေါ်တယ်အမေကလည်းအဲ့အချိန်မှာကားပေါ်မှာစင်ကားပေါ်မှာနေနေဆိုအမေလည်းသူကားတစ်ခါခွင့်ပြီးတော့အတော့အောင်လို့အရှိ့ကိုပြေးထွက်တာပေါ့နော်အဲ့အချိန်မှာဘီလီယံလေးကတော့ဟိုကိုတန်းငယ်ပေါ်မှာဖြစ်တော့စိတ်ပူကြမလို့တမီးငယ်ကကြတော့ဒီမှာဝိုင်းထိတ်နဲ့ဟိုညီမလေးရှိတယ်အဖွားရှိတာပေါ့အမေရဲ့အမေအဖွားလည်းရှိရဲ့အတော်ကြီးလည်းရှိတော့အမေဟိုပွင့်လေပြောရင်ဒီလောက်ကြီးဖြစ်မယ်လို့မထင်ဘူးလေ မထင်တော့ကိုမဆိုလို့ရှိရင်တော့ဓာပိပြီးသွားပြီပဲတွေးထားတာနောက်ပြီးတော့မှအိမ်လဲပြင်ရောက်တော့ line မှာတက်ကြည့်လိုက်တော့မှဘူးစတိရတော့သခိုင်းမှာသခိုင်းတရားကျိုးရည်ဖိုင်ပေါ့ဆက်ပြီးတော့မှအဲ့လိုကျန်းတော်တည်ရနောက်မှမန္တလေးမှာအခုလိုမျိုးတွေပြုံကြရဖိုင်တွေးရတာဆိုတော့ဘလုံးမောင်မထင်ထားတဲ့အရာဘလုံးမောင်ကိုလို့အိမ်မက်တောင်အိမ်မက်ကြီးတခုလိုပဲကိုယ်စိတ်ထဲမှာမြင်နေရုပ်ရှင်ထဲမှာမြင်ရတဲ့ ဇလန်တစ်ခုလို့ပဲကိုကတွေးတွေးမိနေတာတကယ်မဟုတ်ရင်ကောင်းမှာဆိုတာလေအများနဲ့တွေးမိတယ်ဘာလို့လဲဆိုတော့ဆင်မချမ်းမြေ့ကြရအရန်များလို့ပေါ့နော်သူကထွက်မှရအောင်ဟဲ့ခလေးဒီလေးကိုကြောက်ထားရမှာမူပြထားရမှာအဲ့လိုစိတ်ထဲမှာကြောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေအဲ့လိုဆိုခလေးတော်များဆိုလဲဟိုအဖေမေမရှိတော့လဲသူတို့မှအဲ့ဘလောက်အောင်ကြောက်နေမလဲပေါ့မိနေရတော့မှဟိုလွန်ခဲ့တဲ့ဒီမိနေမလုပ်ခင်တလားကြော်လောက်ကတော့မှသူ့အတူအခန်းထဲမှာနေနေဆော့ရင်းနဲ့အခန်းကလော့ကျသွားတရားနဲ့ဖြစ်သွားတော့ငိုလိုက်တာအဲ့တော့သူအရန်ကိုသူအောင်းငိုပြီးတော့မှ ဟိုတကားလည်းမဖွင့်တတ်ဘူးဆိုတော့လေတကားပြက်ပြီးဝင်ရတယ်အဲ့လိုဆိုတော့ကိုသမီးတော်မှခဏတာလေးအချိန်အတွင်းမှာဟိုဒီလိုတကားလေးခဏပိတ်မိရတာမှငိုတာဆိုတော့လေဒီလိုမျိုးအချိန်မျိုးမှာဒီကလေးဘလောက်တောင်ဘလို့ခံစားနေရမလဲဆိုရင် အတွေ့အကြုံရေရိုးတွေကိုက်ပြီးမူးတယ်ဘလို့ဆိုတော့ဟိုကလေးကငယ်သေးတော့အေးပြက်တာလည်းများရယ်ဆိုတော့တောက်လျှောက်ကအေးပြက်တယ်ငလေးလှုပ်တော့ဆိုလို့ရှိရင်လေကိုလည်းမူးပြီးတော့မှအဲ့လိုမျိုးဆိုတော့အခုချိန်ဒီကိုမူးနေတယ်လို့လို့ဟိုနည်းနည်းလေးပဲမမျိုးရင်ကကြာကားအကြည့်ဖြတ်တာများကားအကြည့်ဖြတ်လို့ရှိရင်ငလေးလှုပ်တယ်လို့အိမ်က ဟိုထွက်မာရရပြီးပြေးစင်းတယ်လို့မရမလို့လို့အဲ့လိုဖြစ်နေကြအကုန်လုံးကြောက်နေကြအိမ်ရနေကြတခါလေကြရင်ဟိုကိုကဒီဆိုဖာစတီမှာထိုင်နေတာမှာကိုသားကတူတမီးကိုလို့ချီပြီးတော့လှုပ်နေတာမှာကိုယ်စိတ်ထဲမှာငုံလှုပ်တယ်ဆိုစိတ်စိုက်ကိုဖြစ်သွားတာအခုချိန်ကြီးကြောက်နေတော့မှာကိုကအဲ့လိုမျိုးဘယ်လိုလဲမသိဖြစ်နေလို့မကောင်းအာခလင်းကိုလို့ရှိရင်လဲစိတ်ထဲမှာမချမ်းမြေဘူးအဲ့လိုမျိုးပေါ့နော်အများကြီးလိုက်ရလဲမကြည့်လဲမနေနိုင်ခိုင်ကြည့်မိကြည့်မိလို့ရှိရင်လဲ ဥကလေးရယ်လေးရယ်ဟိုလိုတိုက်ပြီးတာဘာပြီးတာဆိုတော့တော်တော်စိတ်မကောင်းစိတ်ညစ်တယ်မှန်တယ်ပြောရင်စိတ်ကြကြညစ်ခင်တယောက်နေနဲ့တာသမီဆုံးချုံလာကြတော့ဘယ်လိုဖြစ်သိရမလဲနော်ကိုကကိုဆိုရောကိုကသူများဖြစ်သိရင်ကိုကဘယ်လိုဖြစ်သိနည်းနဲ့နေနိုင်မှာလဲပေါ့ဒါကြတော့လေပြောပြောရတော့ခတ်တာပေါ့နော်ဟိုစိတ်ကဟိုဒီမှာထားတဲ့ပုစံတော်တော်ခတ်တယ်ကိုသားသမီးလေးပြီးတော့မှအခုမှမွေးထားတဲ့ကလေးလေးလည်းဖြစ်တယ်ပေါ့နော် ဲ့တော့ကလေးလေးတယောက်ဆိုရင်ခေရန်လေးနဲ့ရွယ်တူလောက်ပဲမူကျိုးအဲကလေးထိတ်နဲ့အမကသူ့ကိုကလေးလေးကိုဖတ်ပြီးတော့မှဆုံးရှုံးသွားတယ်အမတယောက်လေးပြီးလိုင်းမှာတွေ့တယ်အဲ့ဒါဆိုရင်တပည့်အညယ်လေးတွေတော်တူတာသူ့သမီးလေးတွေဟိုတော့သမီးလေးရအစအဲ့လိုလေးတွေပေါ့နော်တော်တော်ငယ်သေးရနှစ်လကျော်ထင်တယ်ရလဲခုမှနှစ်လပဲရှိသေးရဆိုတော့အာကို့သမီးအညယ်လေးပေါ့နော်အဲ့ဒီနေရာမှာကို့သားသမီးဆိုရင်ဆွဲဆွဲတရလေး ဒါပေမဲ့ညကျအိမ်မပြောဘူးဒီကလေးကိုတည်တည်ပြီးတော့ကြောက်နေတာအဲ့လိုမျိုးနည်းနည်းလေးလမ်းလျှောက်တာလှုပ်တာနဲ့တွေကလေးတော့တော်တော်မူမူရတယ်လားကြောက်ပြီးတော့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့လိုဆိုတော့ဟိုဒါကိုကျဲစားပါတယ်ကိုလည်းဘလို့မှမခံစားနိုင်တော့တွေးရမှတွေးရပါဘူးအဲ့တော့ဘလို့ဖြစ်တဲ့ရမယ်နာမသိပါဘူးအဲ့တော့ကလေးကလည်းဆုံးဖြတ်မှုတွေဆိုတော့ကလေးတက်ကောင်းမှုကုသိုလ်လေးများလုပ်ပေးပြီးတော့ဟိုဖေဖေဆိုတော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ကိုပြောတတ်တာတော့တရားနဲ့ဖြေပေါ့နော်ကိုလည်းမဖြစ်နိုင်ပါဘူးဘလို့ပြောရမှနာမသိတော့ဘူးဟုတ်